ော်ပါတနေ့တနေ့ငွေနေဆိုလို့ရှိရင်အကောင်40လောက်တော့ရောင်းရဈာရဆိုရင်တော့တနေ့ဝယ်ဟို35ကောင်30ပေါ့ပုံမှန်လေးတော့မရှိဘူးပေါ့အဲ့လိုလေးမားကြတော့လားစိုက်မားကြထမင်းစီစဉ်ရတယ်ကြက်သားကြော်ကြက်ကြော်ရတယ်ရင်းမုံဆိုရင်16000ပေါင်ဆို1000ကျွဲအဲ့လိုမျိုးဟိုပေါ့နော်အဲ့လိုရင်းမုံတုံး16000ဝယ်တယ်ဆိုရင်အမကြီးဘက်ကပန်းထွေးဖြောပါတယ်အရှင်ပါတယ်ဘူတိကြော်ပါတယ်ကျဆွပြုတ်ပါတယ် ဲ့လိုတချမ်းဝယ်လဲပါတယ်ဟိုတကောင်ဆိုလို့ရှိရင်ဟို ပေါင်ကကြာတထောင်ခွဲရေမောင်းက16000ဆိုအဲ့နှစ်ခုဆိုလို့ရှိရင်3000တထောင်ကြာဒါပေမဲ့အမကြီးက3000တထောင်မယူတကောင်လုံးယူတဲ့အတွက်အမကြီးကတထောင်ချော့ပေးတဲ့တကောင်3000မင်္ဂလာပါသမီးအဲအနိနာမည်ကတော့မတိတာဝင်းပါတိုင်နာမည်လေးကတော့ချွေဖူးလက်ပတ်မြိုင်ကြကြဆိုင်လေးပါဟိုဘွာပေါ့နော်မိုင်းတို့ကကျတော့လက်ပတ်မြာလာလေလက်ပတ်မြာလာတဲ့ခါကျတော့ဟိုလက်ပတ်မြာမှာတော့ဒီလိုဘန်ရွက်ဈေးသိမ့်လေးပေါ့လေ ဲ့မှနေအမရှိတဲ့တထေးတယောက်ကဝယ်စားရဲနဲ့ဒီမှာလာပြီးကြော်ပြီးပေါ့လေအဲ့လိုမျိုးရနေပြီးအောင်မြင်လာဟုတ်တယ်ရွာမှာတော့ဒီလိုဘန်းရွက်ကလေးပေါ့လေဘန်းရွက်ဈေးတဲ့လေးပါဟောပထမဦးဆုံးစရောက်လာတော့တကောင်တောင်းတုံးတောင်းတောင်းဟောပါတော့တောင်းတုံးတောင်းတောင်းနှစ်ထောင်ရောင်းနေဟိုတဖြည်းဖြည်းနဲ့ခါကျကျက်စည်းလေးတွေတက်လာတဲ့ခါကျတော့အခုဆိုရင်တကောင်လုံးကို3000ပါဟိုကျက်အသေးမြစ်ဆိုရင်တပွဲကို9000ပါထမင်းစီစံလေးကတပွဲကို1500ပါအမှန်ဖွင့်ပြပါတယ်နေတိုင်းဖွင့်တယ်မအီတို့ဟောပါတော့ဟို တလောက်တော့တရက်တော့နားတယ်။နမလေးပေးပြတာကျတော့မိုင်းတို့ကလက်ပံပြားလာတာလေ။လက်ပံပြားလာတဲ့အတွက်ကိုရွာကိုမိမထားတဲ့အတွက်လက်ပံပြားဆိုပြီးတော့နမလေးတက်ပြီးတော့ရောင်းတာပါ။ကိုကကိုကလက်ပံပြားလာတာလေဟုတ်လား။โอ้ละบะปยาโอ้เมถาโลไม่อยากอูเลยอะดําล่ะดิละบะปยาโกทมิ้นจุ่ยตาซอละบะปยานําแม่เลโกอ่ะตัดไล่ตาพี่ก็อืมบลูคอมรู้โกลาพี่ก็ขอได้ลูโหแล้วโกอ่ะเจซุเลยไม่กันอะโกฉิมาลาซาได้ลูริโหแล้วโกอ่ะเลย ကျမပါစေချမ်းသာပါစေဆိုပြီးတော့မေတ္တာပို့ပေးတယ်။ဘာလို့ဆိုတော့သူတို့လာဝယ်စားလို့မှကိုရောင်းရတာလေဟုတ်လား။သူတို့မှလာဝယ်မစားရင်မိုင်းဆိုင်မရောင်းရဘူးလေဟုတ်လား။မိုင်းတို့လာတနားီခွဲဆိုရှင်ဖွင့်ပြီးဟိုညနေဆိုရင်6ခွဲ9နာရီဆိုသိမ့်ပါတယ်။ပုံမှန်ပါပဲ။နေ့ရေပေါ့။တနေ့တနေ့ငွေနေဆိုလို့ရှင်အကောင့်40လောက်တော့ရောင်းရ။ဈာရဲ့ဆိုရင်တော့တနေ့ဝယ်35အကောင့်30ပေါ့။ ပုံမှန်လေးတော့မရှိဘူးပေါ့အဲ့လိုလေးအာကြားတာရှိတယ်ပေါ့တစ်ခါတလေကြားလို့လေမိုင်းရှိမှလာစားလို့ရှင်သူကထမင်းစီဆိုင်လေးရဲ့ကြက်ကြော်လေးရဲ့ငေုပ်သီးစားတောင်းလေးပန်ထွေပြော်လေးနဲ့သူတို့စားအာလက်ပပြားကိုပြန်ရောက်သွားတယ်လို့ပဲအညာကိုရောက်သွားတယ်လို့ရန်ခံစားရတယ်ပေါ့နော်အမထမင်းကတော့ရန်စားလို့ကောင်းတယ်အမအောင်မြင်ပါပါအဲ့လိုပြောကြတယ်ဟောပီတီလေးကတော့ဟိုဘယ်လိုခေါ်ပြောမပြောတတ်လောက်အောင်ပီတီဖြစ်တယ်ဝမ်းသာတယ် ကိုကိုကိုလေးအဲ့လိုမျိုးပေါ့နော်အဲဒီတဲ့ဆိုင်အကြီးရတော့ပေါ့ဘလို့ခေါ်မလဲကန်တရားပေါ့မာရဲ့ဟာလားကန်တရားကပေးလာလို့ဆိုင်အကြီးဖွင့်နိုင်တဲ့အင်အားရှိတယ်ဆိုရင်လည်းဆိုင်အကြီးဖွင့်မှာပေါ့လေအဲ့လိုလေးဖြစ်တယ်အိုင်မေမိုင်ပုံမှန်မိုင်ရတော့ဒီရာလေးနဲ့ပဲတော်လောက်ပြီဘာလို့လဲဆိုမိုင်လောဘမကြီးခြင်းအဲ့လိုလာတဲ့မိတ်တွေကိုလည်းကိုကပြက်မှကြောက်တယ် အဲ့ကိုကဆိုင်ဖွင့်လိုက်လို့ဆိုင်အကြီးဖွင့်လိုက်လို့လာလိုက်တဲ့မိတ်တွေနဲ့အစ်စ်မပြေမာတွေလည်းကိုကစိုးရင်လည်းကိုချီမှာလာစားတယ်လာစားတဲ့အတွဲအာဘယ်ဟာလေးကတော့အစ်စ်မပြေဘူးဖြစ်မာတွေကိုကစိုးရင်လည်းဆိုင်ကြီးဖြစ်သွားလို့ရှိရင်ဒါတွေကလူတွေအများကြီးလာကြမှာလာကြမှာဆိုတော့ခါကျတော့ကိုရီးယားကျတော့အဲ့လောက်ကြီးကြလဲမမှန်ထားကိုကဒီဟာလေးနဲ့ပဲကိုဘဝကိုကိုအေးစစ်စစ်အေးချမ်းချမ်းလေးပဲလူလေးပဲနေပါတယ်မမကိုရီးယားလည်းပြပြလာတာဆိုတော့ရွာတိုင်းမဲ့ကိုက ဒီကြက်ကလည်းလေဗမာကြက်ဖဲသုံးထားဆိုတော့ခါကြတော့အဲ့လိုလေးရတော့ရွာကိုရောက်သွားတယ်လို့သူတို့ကလည်းရန်ခံစားရတယ်အဲ့လိုအားလေလာစားတဲ့လူတွေလည်းရှိရန်ကုန်ဒီရန်ကုန်မှာရောက်တဲ့အတော်တွေကတော့ရန်ကုန်ကလူတွေကတော့အကုန်လုံးကတော့အာအမကြီးအမကြီးနဲ့ဒီရန်ကုန်အမကြီးတို့ခေါ်တာများတယ်လေအာအမကြီးအန်ဒီအေးအေးအာအန်ဒီလောက်ပဲအေးအေးအဲ့လိုမျိုးလေးပေါ့နော်သူတို့ကလည်းကိုယ်ကိုခင်တယ်ကိုယ်ကလည်းသူတို့ကိုလည်းခင်တယ်သူတို့ကမြတ်တာကိုယ်ကစေတနာစေနာတဲ့အဲတယောက်နဲ့တယောက် တယောက်ကမြတ်တာတယောက်ကစေနာတူဦးစေနာတူဦးမြတ်တာပုံစံမျိုးလေးနဲ့ခုလိုမျိုးရောင်းဖြစ်တာငါးနှစ်ရှိသွားတယ်ဒါကကြတော့ခါကြတော့ကိုကအညာလာတဲ့အတွက်အညာပုံစံမျိုးလေးပဲလှုပ်ထားတယ်ကိုကဒီလိုအညာလိုပုံစံမျိုးပဲနေတယ်ဟိုဘလို့ခေါ်မလဲဟိုခစ်ဆက်နာတွေဟောတိုင်းတော့မိုင်းရမလှုပ်တော့ဒီပုံလေးကြည့်ပြောပီတိဖြစ်တာပေါ့ဒီပုံလေးကကိုထမင်းလှုပ်ကျထမင်းကျွေးနေတာလေနေ့အတော်တွင်ဘာလို့ဖြတ်တန်းခဲ့ရလို့ဆိုတော့ခါကြတော့အကုန်လုံးကတော့ဘို့လို့ ဘဝကိုခက်ခက်ခက်ခဲတော့မရှိဘူးဘာလို့လဲဆိုတော့တထေးကအမရဲ့တထေးကနောက်ကနေပံ့ပိုးပေးတယ်အမတိုက်တာလို့လို့အောင်မြင်အောင်လာလို့ငွေကြီးချင်းနဲ့ပတ်သက်သူကထုတ်ပေးအမတို့ကကြတော့အဲ့လောက်ကြီးကြတော့ငွေကြီးနဲ့ပတ်သက်တော့မတက်နိုင်ဘူးလေရွာမှာဘာပဲဖြစ်ဖြစ်စေသိန်းလောက်စုလို့ရှိရင်ဒါဘန်းရွက်ဈေးတဲ့ဘဝရောင်းလို့ရတယ်ဒီမှာကကြစေသိန်းလောက်နဲ့ကမရဘူးလေအဲ့ကြတော့မိုင်းတို့ အဲ့လိုမျိုးတတိယနေပြီးအမကြိုက်တာလို့ရတယ်အမအောင်မြအောင်တော့ငွေကြီးနဲ့ပတ်သက်သူထုတ်ပေးတယ်ကိုရီးယားတော့လူအင်အားပေါ့တတိယတော့အမရဲ့တတိယတော့ငွေအင်အားပေါ့သူနဲ့ကိုနဲ့ကကြတော့လေဘလို့ဖော်မလဲတယောက်နဲ့တယောက်ကျွန့်ကိုက်မီကိုင်းကျွမီလေးပေါ့တတိယနဲ့ကြတော့လေတတိယလည်းကိုကိုယုံကြည်တယ်ကိုကလည်းတတိယပေါ်မှာသစ္စာရှိတယ်အဲအဲ့လိုလေးလုပ်တယ်ဟလာဟွာလောက်တဲ့ပေါ့25ပေါ့အဲ့လောက်ကနေစရမှာအခုဆိုမိုင်းတက်က49 ်ရှိတယ်အိမ်ဆောင်ရှိတယ်တဝါပေါ့နော်သားနှစ်ယောက်သမီးလေးတစ်ယောက်ရှိရယ်အမေရှိရယ်ရွာမှာလက်ပတ်ပြားမှာပဲ PPT ဖြစ်တာပေါ့အမေကဆိုငါသမီးလေးရောင်းကောင်းလားအဲရောင်းကောင်းပါလေဆိုအမေကဟိုဘက်က PPT တွေဖြစ်ပတ်တနေတကြီးကနေပြီးတော့လာလောက်လာပြီးတော့အလုံးလောက်တာလေးဟဲ့လားအောင်မြင်အောင်ပဲလှုပ်ချင်မနေဟုတ်တယ်မလားကိုအောင်မြင်မကိုမိသားစုလေးအေးကြမ်းကြမ်းလေးနဲ့ဘဝကိုဖျက်သန်းနိုင်မှာလေဟဲ့လားအဲ့လိုလေးပါမားကြတော့လားစိုင်းမားကြောထမင်းစီစိုင်းရတယ်ကြက်သားကြောကြော့ကြော်ရတယ် ရင်မုံဆိုရင်တောင်း6000ပေါင်ဆိုတတောင်းခွဲအဲ့လိုမျိုးဟိုပေါ့နော်အဲ့လိုရင်မုံတတုံးတောင်း6000ဝယ်တယ်ဆိုရင်အမကြီးဘက်ကပန်ထွေဖြောပါတယ်အရှင်ပါတယ်ဘူတိကျော်ပါတယ်ကျဆွပြုတ်ပါတယ်အဲ့လိုတချမ်းဝယ်လဲပါတယ်ဟိုတကောင်ဆိုလို့ရှိရင်ဟိုပောင်ကကြာတောင်းခွဲရင်မုံကတောင်း6000ဆိုအဲ့နှစ်ခုဆိုလို့ရှိရင်3000တထောင်ကြာဒါပေမဲ့အမကြီးက3000တထောင်မရှိဘူးတကောင်လုံးယူတဲ့အတွက်အမကြီးက တထောင်ချော့ပေးတဲ့တကောင်သုံးသောင်းအဲ့တကောင်သုံးသောင်းဆိုလို့ရှိရင်မိုင်းကြီးကဘူးတိကျော်ပါတယ်ဟိုဟာပေါ့နော်ဟိုကျဆွပြုတ်ပါတယ်ပန်းထွေပြော်ပါတယ်အစုံလေးတွေထည့်ပေးတယ်ဒါအခုကဆက်လက်ရွက်ကဝယ်လို့မရလို့ဒီမဆိုမဘူးတိကျော်လေးနဲ့လိုက်ရအောင်လို့ဆက်လက်ရွက်ကလေးပါထည့်ပေးတယ်ခမေးစိုင်းမစားမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးတန်ထွေပြောပါတယ်အရှင်ပါတယ်ဟိုငုပ်သီးစားတောင်းလေးပါတယ်ပေါ့နော်အဲ့လိုမျိုးလေးဟိုပါဟိုပါဆယ်ဝယ်ရင်တော့ငုပ်သီးစားတောင်းလေးရတော့မပါဘူးပေါ့အဲ့လိုလေးရှိ ဟုတ်တယ်အဲ့ဒါလေးကြားတဲ့ခါကျတော့တချို့ဂျန်ဒီဟာစီတွေပါရရတော့ဟိုဖြစ်မှာဆိုးလို့လေဟိုဘူတိကျော်ပူတယ်ညီမရေပူတဲ့ခါကျတော့ဖော်ဘူးထဲမှာထဲသွားလိုက်ရှိရင်ကြော့သွားမှာကြော့သွားလို့ချင်းဒီဖော်ဘူးရဲ့ဟာဘူတိကျော်မှာတက်ကတ်မှာအဲ့ကြောင့်မလို့အမားတို့အောက်ကနေယူစီကန်လေးနဲ့ပေါ့နော်ကြက်ကြက်နက်နက်လေးတိတ်ချာလေးထည့်ပေးတယ်ဟိုကြက်ကြော်ဆိုရင်လည်းအဲ့လိုမျိုးဒဲဦးရဲ့နေဆယ်ဆယ်ပြီးစစ်စစ်စစ်ပြီးလို့ချင်းရင်ဟိုဖော်ဘူးတဲ့ကိုထည့်တဲ့အတွက်ကိုကအဲ့လိုစီကန်လေးလည်းထည့်ပေးတယ်အဲ့လိုလေးမှလည်းဟိုဘလို့ခွဲမလဲ ဖော်ဘူးရဲ့အပူချိန်နေပါတယ်ကြက်မှာတော့မကတ်တော့အဲ့လိုလေးလုပ်တယ်လိပ်စာလေးရတော့ကကြတော့ဝေးစရာလက်မပေါ်ရေကူးအတန်လွင်းရောကနမဟိုးဆေးကြော်ကြော်လေးမှာပါဖုန်းနံပါတ်ကလေးရတော့2996653999ပါငါကဲပါလို့အားလုံးအဆင်ပြေအောင်လဲဟိုပါတယ်လို့တေးစုတင်ပါတယ်ဟုတ်ကဲ့ပါ